ရိသတ်ကြီးခင်ဗျာကျွန်တော်ဒီနေ့ပြောပြမယ့်ဇလံကတော့ဒုတိယကမ္ဘာစစ်ကြီးရဲ့အလဲပြောင်းတစ်ခုအကြောင်းပါဒါပေမဲ့ဒါတိတ်ပြီးလူတိမများတဲ့တိတ်ပြီးမထင်ရှားတဲ့အလဲပြောင်းတစ်ခုပါ လူများစုကစစ်ပွဲကြီးတွေတိုက်ပွဲကြီးတွေသူရဲကောင်းဆက်ဆံစွန်းစားခန်းတွေကိုပဲအလဲပြောင်းလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့စစ်ပွဲတွေရဲ့ကံကြမ္မာကိုပြောင်းလဲစေတာတမိုင်းချောင်းကိုလမ်းကြောင်းတစ်ပေါ်ရောက်စေတာဟာတခါတလေလူမမြင်နိုင်တဲ့တိတ်တဆိတ်လွတ်ဆောင်နေတဲ့အရာတွေလည်းဖြစ်တတ်ပါတယ် ဒီနေ့ကျွန်တော်ပြောပြမယ့်ဇလံဟာအဲ့ဒါလိုတိတ်တဆိတ်လှုပ်ဆောင်မှုတွေထဲကတစ်ခုပါဒါဟာဒုတိယကမ္ဘာစစ်ကြီးရဲ့နောက်ွယ်မှာဖြစ်ပျက်ခဲ့တဲ့လူဝဆပွဲတစ်ခုအကြောင်းပါစစ်မြေပြင်မှာသူချောင်းစီတိုက်ခိုက်နေကြတဲ့စစ်သားတွေနဲ့မိုင်းပေါင်းများစွာဝေးကွာတဲ့နေရာတစ်ခုမှာလူတစုဟာကမ္ဘာကြီးရဲ့ကံကြမ္မာကိုပြောင်းလဲပစ်ဖို့စူးစမ်းနေကြတယ်သူတို့ဟာလက်နက်ကိုင်းမဟုတ်ဘူးဘုံကျဲလေရင်တွေမဟုတ်ဘူးသူတို့ရဲ့လက်နက်ကဥနောက်တွေစိတ်ကူးညံတွေဆွဲလုံးလာတွေပဲသူတို့ဟာကော့ပရီကတ်လို့ခေါ်တဲ့လူတွေပါသူတို့လှုပ်ဆောင်နေတဲ့လူဝဆီမိန်ကင်းကားတော့ အင်ဒီကမာလို့ခေါ်ပါတယ်အင်ဒီကမာဆိုတာဂျာမန်တွေရဲ့လှုပ်ဝက်ကုတ်စနစ်တစ်ခုရဲ့နာမည်ပါဒုတိယကမ္ဘာစစ်ကြီးမစခင်ကတည်းကဂျာမန်တွေဟာသူတို့ရဲ့စစ်ရေးနိုင်ငံရေးဆက်သွယ်ရေးတွေအတွက်ဒီစနစ်ကိုအသုံးပြုခဲ့တယ်အင်ဒီကမာမရှင်းလို့ခေါ်တဲ့စက်လေးတစ်ခုနဲ့စာတွေကိုကုတ်ပြောင်းပြီးပို့ကြတယ်လက်ခံတဲ့ဘက်ကလည်းအဲ့ဒီစက်နဲ့ပဲကုတ်ပြန်ဖော်ပြီးဖတ်ကြတယ် ဂျာမန်တွေကဒီစနစ်ဟာဘယ်သူမှဖောက်လို့မရအောင်လုံခြုံတယ်လို့ယုံကြည်ထားကြတယ်။သူတို့ရဲ့ယုံကြည်ချက်ကလည်းအချင်းပြတ်မရှိတာတော့မဟုတ်ပါဘူး။အင်ဒီကမာရဲ့ကုတ်စနစ်ဟာအဲဒီကေရဲ့နီးပညာနဲ့ဆိုရင်တကယ်ကိုရှုပ်ထွေးပြီးခမန်းရခတ်အောင်ဖန်တီးထားတာပါ။ဒါပေမဲ့လူသမိုင်းမှာဘယ်ရာမဆိုအပြည့်စုံမဟုတ်ဘူးဆိုတာသက်သေပြတဲ့အဖြစ်အပျက်တွေရှိတတ်ပါတယ်။အင်ဒီကမာလိုဘယ်သူမှဖောက်လို့မရဘူးလို့ထင်ထားတဲ့လူဝကုတ်စနစ်ကြီးကိုဖောက်နိုင်ခဲ့တဲ့လူတွေပေါ်လာခဲ့တယ်။ အဲ့ဒီလူတွေဟာဗြိတိန်နိုင်ငံရဲ့ Blessley Bank ဆိုတဲ့နေရာလေးမှာစူဝေဘီလေးဝဆစ်စင်ရဲ့တခုကိုစတင်ခဲ့ကြတယ်။ Blessley Bank ဟာလန်ဒန်မြို့ရဲ့မြောက်ဘက်နိုင်ဝဲလောက်ကမ်းမောင်းသွားရင် ရောက်တဲ့ရွာလေးတွေ့ရပါ။အဲ့ဒီရွာမှာ1930ခုနှစ်တွေကစောက်ထားတဲ့ခေတ်နောက်ကျအိမ်ဟောင်းကြီးတခုရှိတယ်။စစ်မဖြစ်ခင်ကအဲ့ဒီအိမ်ကြီးကိုအစိုးရလှည့်ဝတ်တင်ဒန်းကြောင်းဖြစ်အသုံးပြုခဲ့တယ်။စစ်ပြတော်ဗြိတိရှားအစိုးရဟာအဲ့ဒီအင်ဂျီကိုလီဝုဆစ်စင်ရေးဌာနချုပ်အဖြစ်ပြောင်းလဲလိုက်တယ်။အဲ့ဒီဌာနချုပ်ရဲ့တာဝန်ကဂျာမန်တွေရဲ့အင်ဒီမာကုတ်ကိုဖောက်ဖို့ပါ ဒီတောင်းဟာမလွယ်ကူပါဘူးတကယ်လို့စဉ်းစားကြည့်ရင်အင်ဒီကမာဆက်ရဲ့သဘောတဘာဝကိုနားလည်ဖို့လိုပါတယ်ဆက်ကဘလို့အလုပ်လုပ်လဲကုတ်တွေဘလို့ပြောင်းလဲသွားလဲဒါတွေကိုအကုန်သိမှကုတ်ကိုပြန်ဖော်နိုင်မှာဖြစ်ပါတယ်အင်ဒီကမာဆက်ဟာတမန်ဆက်ရိုက်ဆက်နဲ့တိုက်မခေါ်ပါဘူးစလုံးတွေကိုရိုက်ထည့်လာရင်အခြားစလုံးတွေအဖြစ်ပြောင်းသွားပါတယ်ဥပမာ A လို့ရိုက်ထည့်လာရင် G ဖြစ်သွားနိုင်ပါတယ် B လို့ရိုက်ထည့်ရင် H ဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ဒီဆက်ရဲ့အတီးကလေ့ဝတ်ချက်ကအတွင်းထဲမှာတက်ဆင်ထားတဲ့ router လို့ခေါ်တဲ့စဝိုင်းပြားတွေပဲဖြစ်ပါတယ်။ ရိုတာရီဟာစလုံးတွေကိုပြောင်းလဲတဲ့ပုံစံကိုရှုပ်ထွေးသွားအောင်လုပ်ပေးနိုင်ပါတယ်။ပြီးတော့ရိုတာရီရဲ့အနေထားကိုနေ့တိုင်းတစ်ခါတလေနှာရီကြားတစ်ခါပြောင်းလဲပစ်ပါတယ်။ဆိုတော့ကုတ်ဖော်သူတွေအတွက်ပထမဆုံးစင်ခေါ်မှုကအင်ဒီကမာဆက်ကိုရအောင်ယူဖို့ပါပဲ။ကံကောင်းထောက်မှတ်စွာပဲပိုလန်နိုင်ငံကကုတ်ဖော်သူတွေဟာစစ်မဖြစ်ခင်မှာပဲအင်ဒီကမာဆက်ရဲ့မူလပုံစံကိုရအောင်ဖန်တီးနိုင်ခဲ့ပါတယ်။ဂျာမန်တွေကသူတို့ရဲ့စနစ်ကိုပိုပြီးလုံခြုံအောင်အစဉ်မြင့်တင်လိုက်ပေမဲ့ ပိုလန်ကရထားတဲ့မူလပုံစံက Blessley Packet ကုတ်ဖော်သူတွေအတွက်အစားကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။ Blessley Packet မှာစူဝေးရောက်ရှိလာတဲ့ကုတ်ဖော်သူတွေဟာမျိုးမျိုးသောနောက်ခံအကြောင်းအရာတွေကလာကြတဲ့သူတွေပါ။သင်္ချာပညာရှင်တွေ၊ဘာသာဗေဒပညာရှင်တွေ၊ပေနီဝန္ဒပါတဲ့လူတွေ၊စစ်တကရွေးချယ်ခန့်အပ်လိုက်တဲ့လူတွေ၊ចောင်းသားတွေ၊ဆရာတွေ၊အမျိုးသမီးတွေ၊အမျိုးသားတွေ၊ရေမျိုးစုံတက်ပညာမျိုးစုံတဲ့လူတွေစုံနေတာပါပဲ။သူတို့အားလုံးမှာတူညီတဲ့အချက်တစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့အုံနောက်ကောင်းကောင်းနဲ့ဇွဲလုံးလာပါပဲဒီအဖွဲ့ကိုဥဆောင်တဲ့သူကတော့အလန်တူရင်းလို့ခေါ်တဲ့ထူးချွန်တဲ့တခြားပညာရှင်တယောက်ပါတူရင်းဟာကွန်ပျူတာသိပ္ပံပညာရဲ့ဖခင်လို့တောင်းတင်စားလို့ရတဲ့ပုဂ္ဂိုလ်မျိုးပါသူရဲ့စိတ်ကူးဉာဏ်ကတကယ်ကိုထူးခြားပါတယ်သူဟာအင်နီဂမာကုတ်ကိုဖော်ဖို့အတွက်စက်ကိုအသုံးပြုဖို့စိတ်ကူးရခဲ့ပါတယ်အဲ့ဒီခေတ်တုန်းကဆက်နဲ့ကုတ်ဖော်မယ်ဆိုတာတော်တော်လေးကိုရှေ့ပြေးစံတဲ့အတွေ့အကြုံတစ်ခုပါသူဟာဘွန်လို့ခေါ်တဲ့စက်ကြီးတစ်ခုကိုတီထွင်ခဲ့ပါတယ် ဘုန်းဆိုတဲ့စာအနိကမကုတ်ကိုအလိုလျောက်ဖော်ပြနိုင်တဲ့စက်မျိုးပါဆက်လို့သာပြောတာတကယ်တမ်းကအခန်းတစ်ခန်းလောက်ကြီးမားပါတယ်စက်တန်တွေကတော့စုညံနေတာပါပဲ Blessley Park မှာကုတ်ဖော်သူတွေဟာနေရောညပါအလိုလျောက်ကြပါတယ်စားချိန်အိတ်ချိန်တောင်တကြမရှိကြပါဘူးသူတို့ရဲ့ပန်းနိုင်ကဂျာမန်တွေရဲ့ကုတ်ကိုဖော်နိုင်ဖို့တခုတည်းပါပဲပထမအိမ်မှာသူတို့ရလက်ကောင်းကောင်းမရခဲ့ပါဘူးအင်းစ်မှာကုတ်အားတော်တော်လေးကိုခိုင်းပါပါတယ်ကတလေကုတ်ဖို့ဖို့ရပောင်းများစွာကြာပါတယ်ရပောင်းများစွာကြာအောင်စူးစမ်းပြီးမှကုတ်တချောင်းလောက်ပဲပေါ်လိုက်တာလို့လည်းရှိပါတယ် ဒါပေမဲ့သူတို့ဇွဲမလျှော်ပါဘူးစိတ်တက်လည်းမကြဘူးတနေ့တနေ့ပိုစူးစားကြပါတယ်မီလန်တစ်တွေရှာဖွေကြတယ်အဖွဲလိုက်ပူပေါင်းဆောင်ရွက်ကြပါတယ်တဖြည်းဖြည်းနဲ့ရလတ်တွေစထွက်လာပါတယ်ဘုံဆက်တွေပိုကောင်းလာကြတယ်ကုတ်ဖော်တဲ့နှီးပညာတွေတွတ်တက်လာပါတယ်ကုတ်ဖော်သူတွေအတွေ့အကြုံတွေရင့်ကျက်လာတယ်1942ခုနှစ်လောက်မှာ Blessley Bank ကဂျမန်ရေတပ်ရဲ့အင်ဒီကမာကုတ်ကိုပုံမှန်ဖော်နိုင်တဲ့အဆင့်ကိုရောက်လာပါတယ်ဒါစစ်ပွဲရဲ့အလဲပြောင်းတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့ဂျမန်ရေတပ်ရဲ့ရင်ငုတ်တင်မောတွေဟာမဟာမိတ်နိုင်ငံတွေရဲ့တင်မောတွေကို အဒလန်တိတ်သမုတ်တရားမှာတိုက်ခိုက်နေတာပါယူဘုတ်တွေဟာမာမိတ်နိုင်ငံတွေအတွက်အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်အင်္ဂလန်နိုင်ငံဟာအစားတောင်းတဲ့ဆက်လက်နက်ပစ္စည်းတွေကိုအမေရိကန်ကနေတမုတ်တွေနဲ့တင်သွင်းနေရတာပါယူဘုတ်တွေကြောင့်တမုတ်တွေအများပြားပျက်စီးဆုံးရှုံးခဲ့ပါတယ်အစားတောင်းတဲ့ပစ္စည်းတွေပြက်လက်တော့မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတာပါ ါပေမဲ့ Blessley Bank ဟာဂျာမန်ရစ်တက်ရဲ့ Enigma ကုတ်ကိုဖော်နိုင်တော့ယူဘုတ်တွေရဲ့လှူရှားမှုတွေကိုချုပ်တင်သိရှိနိုင်တယ်။ယူဘုတ်တွေဘယ်နေရာမှာရှိလဲ၊ဘယ်တင်ဘောတွေကိုတိုက်ခိုက်မလဲ။ဒါတွေကိုသိတော့မဟာမိတ်တွေကယူဘုတ်တွေကိုရှောင်ရှားနိုင်တယ်၊တမန်တိုက်ခိုက်နိုင်တယ်။ Atlantic တိုက်ပွဲမှာမဟာမိတ်တွေအသာစီးကြလာပါတယ်။အင်္ဂလန်နိုင်ငံကိုကိုယ်ညီထောက်ပံ့မှုတွေဆက်လက်ရရှိနိုင်ပါတယ်။ဒါစစ်ပွဲရဲ့ဥတီယာကိုပြောင်းလဲစေတဲ့အချက်တစ်ခုပါပဲ။တကယ်လို့ယူဘုတ်အနေနဲ့ကိုမထင်းကျုံနိုင်ဘူးဆိုရင်အင်္ဂလန်နိုင်ငံဟာလက်နက်ချရမယ့်အခြေအနေမျိုးတွေရောက်သွားနိုင်ပါတယ်။ အင်နစ်မာကုတ်ကိုဖော်နိုင်တာဟာအတလန်တိတ်တိုက်ပွဲတစ်ခုထဲမှာတည်းအရေးပါတာမဟုတ်ပါဘူးမြောက်အာဖရိကစစ်မြေပြင်မှာလည်းအရေးပါခဲ့ပါတယ်ဂျာမန်ပိုးချုပ်ကြီးအာဝင်ရိုမဲရဲ့တပ်တွေဟာမြောက်အာဖရိကမှာမာမိတ်တပ်တွေကိုအပြင်းထန်တိုက်ခိုက်နေတာပါရိုမဲဟာစီးရီးယားအရန်တော်တဲ့ပိုးချုပ်တစ်ယောက်ပါသူရဲ့တိုက်ခိုက်မှုတွေကမဟာမိတ်တွေကိုအခက်အခဲတွေအများကြီးပေးခဲ့ပါတယ်။ဒါပေမဲ့ Blessley Bank က Roman ရဲ့စက်တရီကုတ်ကိုဖော်နိုင်တော့ Roman ရဲ့စည်ရည်အစီအစဉ်တွေကိုမဟာမိတ်တွေချုပ်တင်သိရှိနိုင်ပါတယ်။ Roman ဘယ်တော့ဘယ်နေရာကိုတိုက်ခိုက်မလဲ။ဘယ်လိုနည်းပြူဟာတွေသုံးမလဲ။ ဒါတွေကိုသိတော့မဟာမိတ်တွေကသူ့ကိုချေမိုးနိုင်ပါတယ်။မြောက်အာဖရိကမှာမဟာမိတ်တွေအောင်ပွဲခံနိုင်တာဟာနင်းနင်းမာကုတ်ဖော်နိုင်လို့လည်းပါပါတယ်။နောက်ပြီး1944ခုနှစ်မှာနော်မန်ဒီကမ်းခြေကိုမဟာမိတ်တပ်တွေချီတက်တိုက်ခိုက်တဲ့ဒီဒီစစ်စင်ရေးကြီးမှာလည်းအင်ဒီကမာကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒီတဲ့ဟာဒုတိယကမ္ဘာစစ်ရဲ့အကြီးမားဆုံးစစ်စင်ရေးတစ်ခုပါ။ဂျာမန်တွေရဲ့တိမ့်ပိုက်ထားတဲ့ပြင်သစ်နိုင်ငံကိုပြန်လည်လွတ်မြောက်ဖို့အတွက်မဟာမိတ်တွေကအင်အားအလုံးကြီးနဲ့ကန့်တက်တိုက်ခိုက်ခဲ့တာပါ။ ဒီစစ်စင်ရေးကြီးမအောင်မြင်ရင်စစ်ပွဲရဲ့အခြေအနေဟာပြောင်းလဲသွားနိုင်ပါတယ်။ဒီဒင်းတိုင်ကင်မှာမဟာမိတ်တွေဟာဂျာမန်တပ်တွေရဲ့အင်အားအခြေအနေခန်းစစ်အစီအစဉ်တွေကိုအင်ဒစ်ကမာကုတ်ကာနေတစ်ဆင့်စုံစမ်းထောက်လှမ်းနိုင်ခဲ့ပါတယ်။ဂျာမန်တွေဘယ်နေရာမှာအင်အားအများဆုံးစုစည်းထားလဲ။ဘယ်နေရာမှာခန်းစစ်အားနည်းလဲ။ဒါတွေကိုသိတော့မဟာမိတ်တွေကသူတို့ရဲ့တိုက်ခိုက်မှုကိုအဲ့ဒီအားနည်းတဲ့နေရာတွေကိုဦးတည်ပြီးလုဆောင်နိုင်ပါတယ်။ဒီဒင်းစစ်စင်ရေးအောင်မြင်တာဟာအင်ဒစ်ကမာရဲ့ကျေးဇူးလို့ပြောလို့ရပါတယ်။ တကယ်တော့ဒုတိယကမ္ဘာစစ်ကြီးမှာအင်နစ်ကမာကုတ်ဖော်နိုင်ခဲ့တာစစ်ပွဲတစ်ခုတည်းဒေသတစ်ခုတည်းမှာတည်းအရေးပါလာမဟုတ်ပါဘူးစစ်ပွဲကြီးတစ်ခုလုံးရဲ့ရလဒ်ကိုပြောင်းလဲစေနိုင်တဲ့အထိရေးပါခဲ့ပါတယ်။တမိုင်းပညာရှင်တွေကခမန်းကြတာကအင်နစ်ကမာကုတ်ကိုဖော်နိုင်လို့ဒုတိယကမ္ဘာစစ်ကြီးကအနည်းဆုံးနှစ်နှစ်လောက်ဆော်ပြီးပြီးဆုံးသွားတယ်လို့ဆိုပါတယ်။လူသန်းပေါင်းများစွာရဲ့အသက်တွေကိုကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒါဟာတင်းငယ်တွေလောက်ရတကူမဟုတ်ပါဘူး။ Wrestle Pack မှာလက်ဝက်စွာလှုပ်ဆောင်ခဲ့ကြတဲ့ကုတ်ပေါ်သူတွေရဲ့စွမ်းဆောင်ရည်ဟာတကယ်ကိုမယုံနိုင်တော့အောင်ကြီးမားပါတယ်။ ဒါပေမဲ့ဒီအောင်မြင်မှုကြီးကိုနှစ်ပေါင်းများစွာလေ့ဝတ်ထားခဲ့ရပါတယ်။စပီဒက်တီအင်ဂျင်မာရဲ့လေ့ဝတ်ချက်ကိုဘယ်သူမှမပြောပြခဲ့ပါဘူး။ဂျာမန်တွေကသူတို့ရဲ့ကုတ်စနစ်ဖောက်ခံလိုက်ရမှန်းမသိခဲ့ပါဘူး။သူတို့ရဲ့လေ့ဝတ်ချက်ဟာလုံခြုံနေလုံးပဲလို့ထင်နေခဲ့တာပါ။တကယ်လို့အင်ဂျင်မာရဲ့လေ့ဝတ်ချက်ပေါက်ကြားသွားရင်ဂျာမန်တွေကသူတို့ရဲ့စနစ်ကိုပြောင်းလဲပြစ်မှာသိကြပါတယ်။အဲ့လိုဆိုရင် Blessley ဘက်ငယ်လုပ်ငန်းတွေအားလုံးအလကားဖြစ်သွားပါမယ်။စပွဲရဲ့အခြေအနေလည်းပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့် Blessley Bank ရဲ့လုပ်ငန်းတွေဟာတင်းကျပ်တဲ့လိုအပ်ချက်အောက်မှာပဲနှစ်ပေါင်းများစွာဆက်ရှိနေခဲ့ပါတယ်။ 1990ခုနှစ်တွင်နောက်ပိုင်းမှာပဲ Enigma ရဲ့လှုပ်ဝှက်ချက်ကတဖြည်းဖြည်းပေါ်လာခဲ့တာပါ။စာအုပ်တွေ၊ရုပ်ရှင်တွေထွက်လာခဲ့တယ်။ Bradley Beck ကကုတ်ဖော်သူတွေရဲ့သူရဲကောင်းစံနယ်လုပ်ရက်တွေကိုလူတွေသိလာကြပါတယ်။ Alan Turing လိုပုဂ္ဂိုလ်မျိုးရဲ့စွမ်းဆောင်ရည်ကိုကမ္ဘာကအတိအမှတ်ပြုလာကြပါတယ်။ဒါပေမဲ့တကယ်တမ်းတော့ Bradley Beck မှာအလုပ်လုပ်ခဲ့တဲ့ကုတ်ဖော်သူတွေအားလုံးဟာသူရဲကောင်းတွေပါပဲ။သူတို့ဟာတိတ်တဆိတ်စူးစမ်းအထောက်အမှုတွေနဲ့ကမ္ဘာကြီးကိုကယ်တင်ခဲ့ကြတာပါ။ပိတကြီးဒါကတော့ဒုတိယကမ္ဘာစစ်ကြီးရဲ့လူမသိတဲ့အလှည့်ပြောင်းတစ်ခုအကြောင်းဇလန်းပါ။ စပွဲတွေရဲ့နောက်ကွယ်မှာဒီလိုလှစ်ဝတ်စပွဲတွေသူရဲကောင်းတွေအများကြီးရှိပါသေးတယ်။တမိုင်းဆိုတာစစ်မြေပြင်တစ်ခုထဲမှာရေးသားတာမဟုတ်ပါဘူး။တခါတလေစပွဲတစ်ခုမှာဆက်ရိုက်ဆက်တစ်ခုမှာအုံနောက်နဲ့ဆွဲလုံးလာမှလည်းရေးသားတတ်ပါတယ်။ဒီနေ့ဇလန်းကနေပြိသက်ကြီးဘူးတုဒရရမယ်လို့မျှော်လင့်ပါတယ်။နောက်လဲစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာခဲ့ပါဦးမယ်။ကျေးဇူးတင်ပါတယ်။